တကယ်တော့ဒုက္ခဆိုတာအမြင့်တစ်ခုကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းနည်းကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငြိုသီးစားသလိုပဲဆက်တယ်ဒါပေမဲ့အရသာတော့ရှိတယ်ပင်လည်းရှိရင်လိုင်းရှိသလိုဘဝရှိရင်ဒုက္ခဆိုတာရှိတယ်တကယ်တော့ဒုက္ခဆိုတာတဘာဝတရားကြီးကပေးထားတဲ့လူတယောက်ကဘဝကို စိတ်ဓာတ်မှာကြောသွားအောင်ခိုင်ကန့်သွားအောင်သူရဲကောင်းတွေဖြစ်အောင် အာဇာနီတွေဖြစ်အောင်ပြုပြင်မွန်းမှန်စီရင်ချေတတ်တဲ့စူးတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်ဒုက္ခမတွေ့ဘူးတဲ့သူဟာဘယ်တော့မှ အောင်မြင်မှုကိုလည်းရမှာမဟုတ်ဘူးပေါင်းလေးကပြောတာမင်းတို့ပဲတွေးကြည့်ကွာမာဇနကတင်းမောတာမပြည့်ရင် ရာဇဝင်တွင်စရာအကြောင်းရှိဘူးတင်းမောပြတ်ချင်းဆိုတဲ့ဒုက္ခကြောင့် စနကရာဇဝင်တွင်သွားတာလေလူညံ့တွေဖို့ဒုက္ခနဲ့ပြဿနာကိုဒုက္ခနဲ့ပြဿနာကိုလူညံ့တွေကလက်လျှော့အရှုံးပေးပြီးကြာဆုံးခြင်းလို့တွေးကြတယ်လူတော်တွေကဒုက္ခနဲ့ပြဿနာကိုကြာဆုံးခြင်းလို့မတွေးဘူးငါအကြီးချင်းနေဖော်ထုတ်ခွင့်ရတာပဲဆိုဒုက္ခကိုပျော်ပျော်ပါးပါးလက်ခံကြတယ်ဒုက္ခကိုပျော်ပျော်ပါးပါးလက်ခံပါ ဒုက္ခလက်မခံခြင်းလဲရောက်လာမှာပဲလက်ခံခြင်းလဲရောက်လာမှာပဲတွေ့ပြီဆိုလက်သင်သာခံလိုက်တော့ဒုက္ခကိုပမ္မံကံကံအတုံးချအချိန်တန်ရင်အမြင့်တနေရာကိုရောက်ဒါကြောင့်လူတွေကိုပြောလိုက်စမ်းပါပန်းဦးလေးတွေတွေ့တိုင်းတွေ့တိုင်းဘာလို့မင်းတို့စိတ်သက်ကြနေတာတော့တကယ်တော့မင်းတို့ဒုက္ခရောက်နေတာမဟုတ်ဘူးကြော်ကြားဖို့အတွက်အခွင့်အလမ်းတွေလို့မြင်ပေးပါဒါတက် ကျွေးပါအိုးလေးပြောတဲ့စကားဒီနေရာမှာကြုံလို့ပြောအောင်မယ်ဗျဒီမှာအလောက်လောက်တာဆိုတော့ကျွန်တော်ပုံလေးဆွဲတာရင်သိကောင်းပါရပါတယ်အခွင့်အလမ်းနဲ့ရုပ်ဆိုတာရှိတယ်နိုင်ငံတကာမှာဒီလိုကုမ္ပဏီတွေမှာအဲ့ဒီနဲ့ရုပ်ကလေးကိုဘာသာပြန်ခိုင်းတယ်အခွင့်အလမ်းနဲ့ရုပ်အဲ့ဒီအရုပ်ကလေးကတတ်တတ်ရရဝှက်ထားတာနက်တိုင်နဲ့ကုတ်နဲ့ဘောင်းမီရှင်နဲ့သူကသူ့ဘဝ တတရရကလေးထူးဆန်းတာသူ့မျက်နှာမှာမျက်မှန်အမဲကြီးတတ်တာနရွက်ကားကအယုတ်ကအတောင်မှနှစ်ဖက်ပါသေးတယ်လက်ထဲမှာထီးတစ်ချောင်းသူပေးထားနတ်ယုတ်အဲ့ဒီအယုတ်ကလေးကိုဘယ်လိုမြင်တယ်လဲဆိုတော့မေကွန်မေးတယ်နိုင်ငံတကာမှာဒါအခွင့်လန်းကိုပြောတဲ့အယုတ်ကလေးပဲမင်းတို့ဘာသာပြန်စမ်းကဲကျွန်တော်ဘယ်လိုဘာသာပြန်မလဲ ကဲအခွင့်လန်းနဲ့ယုံမှာနေရွက်ကြီးကားတာကျွန်တော်ဘယ်လိုအိပ်ပဲတော့ညံ့ညံ့နားထောင်ကြညံ့ညံ့နားထောင်ခြင်းဟာအခွင့်အလမ်းကိုရအောင်ယူတာဘာလို့ကတော့ပါဇက်ပေါက်ကြီးကိုအချိန်ကြီးပြောချင်ရတာတော့ပါဇက်တဲ့နွေကြီးကိုသူပိုချစ်ထားကြတယ်ညံ့ညံ့နားထောင်တင်းချာနားထောင်အဲ့ဒါအခွင့်အလမ်းအသုံးချတာပါဇက်ပေါက်တိတိလေးကနည်းနည်းပြောဒါမျိုးဘာလို့မျက်နှာကိုအဝယ်မဲကြီးစီထားတာတော့ သူမမျက်မှောင်အမဲကြီးဘာလို့တတ်ထားတာတို့ကိုတွေးနေကိုပေါ့တိုးတက်ခြင်းတဲ့သူကတိုးတက်တဲ့အတွေးကိုတွေးတာ ဟာမမြင်ရပေမဲ့ရှောက်လန်းလို့ရတဲ့နီးတွေရှိတယ်မျက်လုံးမမြင်ရဘဲနဲ့လမ်းရှောက်နေတဲ့သူတွေတပုံကြီးတို့မမြင်ရဘူးဆိုတာဆုံးရှုံးမှုမဟုတ်ဘူးမျက်လုံးနဲ့မမြင်ရရင်အာယုံနဲ့မြင်ရအောင်လုံးမှာပေါ့ဒါကိုသူကပြောချင်တာစိတ်တမကြပါနဲ့မမြင်ရပေမဲ့လမ်းရှောက်လို့ရတယ်ဘာလို့တော်တော်ရရဝေစားကိုဝှက်ထားတာလို့ ။တတတ်ရှင်ရှင်တတတ်ရနိဒန်ဒိုင်ဒီစမတ်ကြတဲ့သူတွေအခွင့်အလမ်းရောက်လာတာဗျ။ကဲဗျာဒီကုမ္ပဏီမှာအလုပ်ခံမယ်ကွန်ဆာတဲ့သူတွေဘယ်လိုခံမလဲ။တွေ့ကြည့်ဗျာ။နော်ထမင်းစံအောင်ဇွဲနေဗျာ။သို့မဟုတ်ဗျာနော်ခြေသေးရမဲလို့ဘယ်လိုကျွန်တော်သူ့ဆက်ဆံမလဲ။ခန္ဓာကိုယ်ရအရတောက်ထားတဲ့ယုံယုံကြီးဝိသဝဒလည်းမတတ်မရဆိုဒီအလုပ်နဲ့သူဘယ်လိုတင့်တော်မလဲကျွန်တော်တိုင်းပြီအခု တကားပွင့်စီဝါရေးဝါရလာပြီးနိုင်ငံတကာယဉ်ကြီးမြုံနံအလုပ်တွေအများကြီးခန့်လိမ့်မယ်စိတ်ချကွန်စားရတဲ့အလုပ်မရဘူးတေးကြတယ်နိုင်ငံတကာမှာပါဇက်ကိုတိတ်တန့်မှုထားတယ်ကျွန်တော်စကားရရင်ခွလွတ်ပါတော့ပါဇက်ကညစ်ပတ်မှုနဲ့ကျွန်တော်စကားရရင်ခွလွတ်တော့တောင်းပန်ပါလေပင်းစိုးနဲ့ဘုရားပုံညစ်ပတ်တယ်ထင်စားရဖတ်ကြည့်ပါဇက်ကပိုပြီးညစ်ပတ်တယ်ပါဇက်ကိုစေဖို့သတိမရဘူး ထဲလိုက်တာအဆုံကျွန်တော်တို့ဒီပါဇာကြီးအညစ်ပတ်ဆုံးအဲ့နှခမ်းကိုကျွန်တော်တယောက်တယောက်နမ်းကြသေးတယ်။လောက်ညစ်ပတ်တာကြီးကိုပြစ်ချိနိုင်ငံတကာမှာပါဇက်သွားကိုအရန်တန်မိုးထားတယ်။ပါဇက်ကိုအရန်တန်မိုးထားကျွန်တော်တို့ကပါဇက်ဆိုညစ်ပတ်နေတာအချို့အမျိုးသားတွေတော်တော်ဆိုးတယ်ဗျ။ထာတော့နိဒန်တိုက်တီကိုပြောတာအတောင်မှပေးတာဘာသဘောတော့အခွင့်လန်းဆိုတာရုတ်ချီးရောက်လာနိုင်တယ်လို့ရုတ်ချီးလဲ ထပြီးပြန်သွားတတ်တယ်။ຢາတော့အမိဖမ်းလို့ပြောတာဗျာ။ဒါမျိုးလက်ထဲမှာထီထောင်ပေးထားတာပါတော့။အဲ့ဒီထီကလိုအပ်ရင်အသုံးပြုဖို့ပေါ့။လောကရာမိုးရေရွာရင်စောင်းဖို့လောကရာနေတွေပူရင်ကာဖို့သူများဒုက္ခရောက်နေရင်လည်းသွားပြီးတော့ကူညီဖို့လို့ထိကျွန်တော်တို့ကဟာသာပြန်ရမှာ။အဲ့ဒီအခွင့်အလမ်းနဲ့ရုပ်ပုံကိုဘယ်လိုမြင်တယ်လဲဆိုတဲ့အမြင်ကိုကြည့်ပြီးအဲ့ဒီနိုင်ငံနေမှာတော့လူတယောက်ကိုအလောက်ခတ်။အဲ့ဒီအယုတ်ကလေးကိုမင်း နားလည်သလိုပြန်ရင်းစမ်းပါရေးတာကိုကြည့်ပြီးဒီလူရဲ့ mind ကိုလေနောက်တစ်ခုရှိသေးတယ်ဗျကျွန်တော်ကိုရစ်လုပ်ဘူးတယ်အဲ့ဒါကျွန်တော်အတွေးမဟုတ်ဘူးနိုင်ငံတကာစာအုပ်ကရတဲ့အတွေးတကယ်ကြတော့မန္တလေးမှာ happy war အလောက်ခံမှာကျွန်တော်မလေး happy war ကိုကြကြကြလို့လာဖွင့်ရသူတို့လည်းခင်ရသူတို့လည်းပျော်ဖြစ်တယ်မန္တလေးမှာကုမ္ပဏီထောင်တော့ကျွန်တော်တကယ်ရင်းနေရသူတို့ကုမ္ပဏီမှာ စထောင်တောင်ချင်းဝန်တန်းအယောက်30လောက်ခန့်ကျင်လာသူတို့ရှောက်လွာခေါ်လိုက်တာ150လောက်ရှောက်လွာရောက်လာတယ်120လောက်အင်တာဗျူးလာဖြေကျွန်တော်တငယ်ချင်းမင်းအင်တာဗျူးမှာငါ့ကိုမိကုံးလေးလှုပ်ပေးစားမှာငါတော့မိကုံးမလှုပ်ချင်ဘူးဘာလဲဆိုတော့လုပ်ငန်းကျွမ်းကျင်တာကိုမင်းယူမာလာတစ္ဆာရှိသူကိုယူမာလာလုပ်ငန်းကျွမ်းကျင်မှုကတင်ပေးလို့ရတယ်တစ္ဆာတရားတင်ပေးလို့မရဘူး ငါ့စိုက်ကိုတက်ဖဲလုံးမင်းတို့မေကိုမင်းတို့ကော်မတီကြိုက်တာလို့ငါ့စိုက်ကိုတက်ကိုငါမင်းတို့မပြောငါ့ဘာသာငါလုံးမယ်ကျွန်တော်လာတော့120လုံးကိုကျွန်တော်ဘဝမှာလဲ3 in 1 4 in 1 5 in 1 2 in 1 1 in 1အမျိုးမျိုးရှိရဲ့တွေ့ကြည့်လားဥပမာလူတိုင်းနားလဲတဲ့ရွေးချယ်လေးပြောမပြဥပမာဆိုင်းဆိုင်ခန့်လိုက်ဆိုပါစို့ဒါလူတိုင်းသိတဲ့ examples ပေါ့နော်သူကတခြင်းလဲဆိုတယ် ရောက်ရှင်တယုံလဲစောင်းနေဝတ္ထုလဲရေးတယ်တယောက်တည်းအလုတ်၃ခုကိုတပြိုင်နက်လောက်တဲ့အတွက် तू က3 in 1မကျွန်တော်ဆိုရင်ရှင်ရှင်လဲတင်တယ်စာလဲရေးတယ်စကားလဲပြောတယ်ကျွန်တော်3 in 1လူတယောက်ကအလုတ်၃ခုလုံးလောက်တာလုံးလို့ရတာပဲဗျာဒါပေမဲ့ဒီထဲမှာရှိတဲ့လူတွေကိုကိုမေးကြည့်ခင်ဗျားတို့ကဘာလို့1 in 1လား2 in 1လား3 in 1လားဟမ်တချို့2 in 1နေပါမယ်ထင်တယ်တချို့ကတော့ចောင်းဆရာမလုံမယ်ဒီမှာလဲအလုတ်လာလုံး တွေ့ဆိုလဲ3 1ရှင်ရှိမှာပေါ့တချို့လဲကိုယ်အိမ်မှာတခြားလုပ်ငန်းတစ်ခုရှိမယ်ဒီလုပ်ငန်းလဲလုပ်တယ်ဒါကြောင့်ခင်ဗျားတို့တိုးကြီးပွားတွတ်တက်တာလေ1 in 1နဲ့2 in 1ဘယ်တော့ပေါ်တွတ်တက်မှာလို့အဲ1 in 1နဲ့3 in 1ဆိုရင်ဒီလိုကတွတ်တက်မှာပေါ့မဘိုးကျော်အောင်စံဒီကနေ့ဒီနာမည်ကြီးမှာပေါ့ तू all in one ညအကုန်လောက်တာဗျဘုရားရှင်ကိုယ်တော်မြတ်ကြီး all in one all in one အကုန်လောက်တာ တရားလူတွေအနည်းဆုံးတော့ကျွန်တော်ထင်တယ်2 in 1ဖြစ်ပါလိမ့်မယ်3 in 1ပါခြင်းပါမယ်ဒါပြင်လူတယောက်ဟာတိုးတက်ခြင်းရင်ဘဝတစ်ခုဟာအလုပ်တစ်ခုနဲ့တင့်တိမ်နေလို့တော့မဖြစ်ဘူးဗျ1 in 1ဆိုရင်တော့မဟုတ်သေးဘူး2 in 1ဆိုရင်တော့မဆိုးပါဘူး3 in 1ဆိုရင်တော့ကောင်းပါတယ်ဒီရက်များရင်ပိုကောင်းတာပေါ့ထပ်ပြောအောင်မယ်1 in 1ကိုတော့မဆိုးဘူးပြောပေမဲ့0 in 1နေလည်းရှိတယ်ဗျဟိုမှာခင်ဗျားတွေကတူတယ်တူမတယ်အကိုတွေပေါ့ ဘွဲရဘာလုံးမှမလုံဘူးဖီယာလေးတောင်းလိုက်ဘလုံးဘွဲလေးလောင်းလိုက်အဖေမေရှိရလက်ဝါးလေးဖြန့်လိုက်အဲ့လိုကောင်းနေကြတော့စီရိုယဝါလို့ခေါ်တယ်စီရိုယဝါနဲ့မြန်မာနိုင်ငံမှာတပုံကြီးစီရိုယဝါနဲ့ဆိုတာရှိသေးတယ်ဗျ minus 1 in 1တွေ့ဘူးလားမသိဘူး तू ကဒီနေရာကိုရောက်တယ်အလောက်ကိုလောက်မှမလုံဘူးခုံတိတ်ခါကြတဲ့အလုတ်တည်းပဲလုံနေတယ် तू က သူ့ကိုသူသူဂုံတိတ်ခါကြလို့ကြမ်းမ်းမသိဘူးဒီဘောကနေလက်ပေးလက်ယူတွေလှုပ်တယ်ကိုယ်ဂုံတိတ်ခါကိုဖက်စားတယ်သူ့ကိုသူမသိဘူးသူများတွေကမြင်နေတာဒီလူကွာတတော်ဘောကပြက်နေပြီနေတော့တိုက်ကြီးနေပဲသူကကားကောင်းစားကြီးနေလူတွေနှလုံးထဲမှာသူကတိတ်ခါမရှိဘူးသူကဘာလို့ minus 1 and 1ကျွန်တော်လက်ညှိုးထုတ်ပြလို့ရတယ်များကြီးပဲ minus 1 and 1တချို့ minus 2 and 1 minus 3 in 1တောင်ရှိပါသေးတယ်ဗျာနေရာတိုင်းမှာတိုက်ခါလိုက်ကြနာ तू อ่ะ तू อ่ะပတ်စံလို့ရင်ကျွန်တော်ဘာမှမသိဘူးအလုံးပေါ်ကြမယ်အနိုင်ယူမယ်အဲ့လိုလူတွေလည်းရှိတယ်ဒါကျွန်တော်တို့ကကိုယ့်ကိုယ်ကိုစဉ်းစားရစံချိန်မီတဲ့ဘဝဆိုရင်တော့1 in 1နဲ့တော့မချိနဲ့ပါနဲ့2 in 1 3 in 1 4 in 1ဖြစ်ရင်တော့ပိုကောင်းတာပေါ့ဒါ coffee mix တုံးတွေတောက်တိုင်းကျွန်တော်တို့သိဖို့ အရာသားသမီးတွေကိုပြော့ပြလို့ရကဲဒါဖြစ်ရင်စလုံးလေးတွေပြောကြည့်ရအောင်ဘဝကို LRF life လို့ခေါ်ရင် LRF ကိုကျွန်တော်တို့အထိတ်ပဲလေးဖွင့်ကြည့်ရအောင်အိမ်မှာကလေးလေးတွေလေး charge ကလေးတွေကတ်ထားရှိရလေးနိုင်ရမယ် A ဆို apple ပေါ့ A for apple တော့မဟုတ်တခုခုပေါ့ A for aeroplane ပေါ့တချို့ B for but B for ball တိုက်တယ်လို့ပေါ့ဒါပြီး L for ဘယ်လိုဘာသာပြန်ကောင်းမလို့